မိသားစုတွေကဘယ်မှသွားစရာနေရာမရှိလို့လို့သူတို့ပြောတယ်။အဲ့ဒါကိုသူကဓလန်ပါဆိုပြီးတော့51တက်ကဘူရအကုန်လုံးကိုဖမ်းလိုက်ပါ။အကုန်လုံးကျိုးတုပ်အတိုင်းမှာကျိုးတုပ်ပြီးတော့အဲ့ဝင်မိရှုပ်လိုက်ပါလေ။မိရှုပ်တဲ့အချိန်မှာဟာအော်တဲ့အချိန်မှာဒီ51တက်ကဘူရနေဖြစ်တယ်။အာစုညာပဲလို့ပြောတော့အသူတို့ပဲကိုနေဖြစ်ပြောတော့တွိုင်းပစ်မိရှုပ်နေတန်းတန်းပဲပစ်တက်ခိုင်းလိုက်ပါလေ။သူကနေတော့တော့တောက်လေ။အာဟာမင်းအဲ့ဒါဆိုရင်လောက်တော့မေးတာမဖြစ်ဘူးဟာဆိုတော့ကျွန်တော်ရှုပ်ခိုင်းပါလေ။ ျွန်တော်ရှုပ်ခိုင်းပြီးတော့ကျွန်တော်ကင်ပြေးတဲ့ခါကျတော့သူကကျွန်တော်ဒီခေါင်းကကင်လို့ပြောတယ်ခေါင်းကကင်ကျော်ခေါင်းကိုသူညင်အောင်ကင်ပြေးတာသူမေးနေတာကိုအဲသူရိုက်တက်ပြီးမေးတော့လည်းမဖြစ်ဘူးမဖြစ်အောင်ဟာဆိုတော့သူလယ်ပင်ကိုကတော့ကခေါင်းခေါင်းကကတော့ကနေပေါ့လယ်ပင်ကိုဓာတ်နဲ့လှီးလိုက်ပါလေဒါကလှီးလိုက်လှီးလိုက်ရချိန်မှာသူကလောကတော့ဆိုတော့ဟိုကျောက်မဖြစ်ချင်ဟာဆိုတော့လယ်လှီးလိုက်ပါလေခဏကျေပြူကမ်းမှာနှာရီးနှာရီးအိမ်နှာရီးရှိပါလေ အန်အေးရှိတဲ့အိမ်ဟာသူက PDF အိမ်ပါ PDF တွေရောက်နေပါရဲ့ဆိုပြီးတော့သူတို့ကတွေပေါ့ဟိုနေတို့ကတွေပေါ့ကောက်ကွေးပါကောက်ကွေးကနေတို့ရှိကိုတင်လှမ်းပို့ပါတယ်အဲ့ဒါနဲ့နေတို့ကတွေပေါ့ကျွန်တော်လှမ်းပြီးတော့တင်ပို့ပါတယ်ပို့တော့ရောဟာညီလေးလိုပဲဟောဟိုမှာရေပုဂံထဲမှာတော့ဒီနိုင်အိမ်က PDF ဖြစ်နေတယ် PDF တွေရောက်နေတယ်ဆိုပြီးတော့ကျွန်တော်တင်ပို့ရဲ့ရှင်ပါအဲ့ဒါဆိုရင်20ကိုပို့လိုက်လေဆိုတော့ဟိုခမိုင်း20ကိုပို့လိုက်လို့ပြောရဲ့ရှင်ပါ သူကဟိုင်ငါလည်းပို့ပြီးပြီးငါကြီးမင်းလည်းထပ်ပို့လိုက်အောင်ဆိုတော့အဲ့မှာကျွန်တော်လည်းထပ်ပို့လိုက်တယ်ထပ်ပို့ရင်မှခမန်း20ကိုကျွန်တော်ပို့လိုက်ချိန်မှာဘူကြီးပုံမှုနေလေးရှိကိုကျွန်တော်ပို့ပါတယ်အေးငါတို့လည်းအခုပဲစီစဉ်နေဆိုတော့အမှန်ရယ်ကျွန်တော်ပြောပြီးတော့မိနစ်ပိုင်းမှာပဲခမန်း20ရလို့မှကျွန်တော်ဟိုတရားဟိုဟာပေါ့120တရားဟိုနေပေါ့တရား20မမတရား20မမသူကပြစ်ထုတ်လိုက်တဲ့ပြစ်လိုက်တဲ့ချိန်မှာအနာရေးဟို တဲ့သွားကြပါလေကြားတဲ့ချိန်မှာနာရေးအိမ်မှာရှိနေတဲ့လူကလူကလည်းအဆုလိုက်အဲ့ဒီကလည်းသူကနာရေးရှာမဲ့နေဖြစ်နေခါကြတော့လူကဆုလိုက်ပြုံလိုက်ဆိုတော့မှထပ်ပြီးတော့၃ရောက်ပွဲချင်းပြီး၃ရောက်ပွဲချင်းပြီးပါတယ်အဲ့တော့၈ရောက်တော့ရှင်းအောင်တော့ရှင်းအောင်တော့မနေပေါ့ကျွန်တော်တို့ကအဲ့ဒီတီအိုချပေးလာမှာကျွမ်းသားတွေကိုခေါ်ပြီးတော့ကျွန်တော်တို့တူးလာတူးရပါလိမ့်အဲ့ပေါ့တော့လမ်းသွားရှိတယ်တော်ကြီးပြုကဟိုကခွေးကုန်းဘက်ကလာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာတက်မယ်ဆိုရင်ဒီကြီးပြုကရွာနဲ့ထိတ်မှာပေါ့တော့ပေါ့ခွဲထွက်တဲ့လမ်းလေးရှိပါတယ် အပြင်နောက်မှာလည်းတူကျွန်တော်ဘောဘူးပြီးတော့လေးရှိတယ်ဒီဘက်ပြေးဒီတရားအဲ့ဒီကော်တော်ဘက်ကိုတောင်းမယ်ဆိုလို့ရှိရင်ဘယ်ဘက်ရှမ်းမှာလဲအဲ့ဒါလည်းတီးဦးပဲနေရှိတယ်အပြင်နောက်မှာအကုန်လုံးနှုတ်ဟိုကျင်းတူးပြော့ကျွန်တော်တို့လိုနေနေတူတိုင်းပြော့အကုန်လုံးနှုတ်ထားပါလေညောင်လေးပင်တွင်ပြည်သူများအားအစုလိုက်ပြုံလိုက်တက်ဖြတ်မှုများကျူးလွန်ခဲ့ဟုဖန်းစည်းခံပြုကောင်းဆောင်လိုင်းမင်းကထွက်ဆိုခမရ20မှပုံမှုနေလင်းဘိုးကြီးကျော်စွာလင်းနဲ့ဘိုးကြီးစုံမျိုးထွန်းနဲ့ခလာရ59မှဘိုးကြီးချစ်ကိုဝင်းတို့ကအဓိကကျူးလွန်ခဲ့ တကိုးတိုင်းညောင်လေးပင်မြို့နယ်တွင်စစ်ကောင်စီ၏ခမရ20ခမရ984တယင်းနှင့်ခလာရ91တယင်းတို့သည်ပြည်သူများအားအစုလိုက်အပြုံလိုက်တပြက်မှုများကျူးလွန်ခဲ့ကြောင်းအမတ်နှင့်စစ်ဒေတာကဖမ်းဆီးထားသောညောင်လေးပင်မြို့နယ်မှပြူစောတီကောင်းဆောင်လှိုင်မင်းကထွက်ဆိုလိုက်သည်ပြူစောတီခေါင်ဆောင်လှိုင်မင်းသည်မြင်းဤမိသားစုဝင်များနှင့်အတူ မုံဒီနယ်ကြိုက်ထုံမြို့နယ်ကင်မွန်ချောင်းကျေးရွာကြိုက်ထီယိုတောင်ကျေးရှိကတက်ချောင်းရီတခွန်၌ရေကစားနေစုဧပြီ15ရက်တွင်တွားရောက်ဖမ်းဆီးခဲ့ခြင်းဟုတောင်ပိုင်းစစ်ဒေသစစ်စင်ရေးနယ်မြေတအမှတ်28စစ်ပြူဟာတာဝန်ခံကိုအေမင်းထွန်းကလူတို့ຫນွေဦးတို့ပြောသည်ပြူစောတီကောင်းဆောင်လိုင်မင်းဤထွက်ဆိုချက်ကိုအမှတ်28စစ်ပြူဟာအမှတ်2စစ်ဒေသခွဲကယနေ့မေ2ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်ပါကျွန်တော်လည်းလှိုင်မဲပါဇက်ကတော့ကျွန်တော်27နှစ်ပါ တောင်ကျော်လေးပြင်းမြို့မကရွှေစားလန်းကျုံကလေးပိုင်းကုလုံးနားမှာကျွန်တော်နေပါတယ်အဖေကတော့ဦးမြူဦးမောက်ကိုအေးနှစ်ယောက်ရှိပါတယ်အမေကတော့တော်မြင့်တန်းပါကိုယ်ကကျွန်တော်2022 6လပိုင်း30နေပါကျွန်တော်တနန်းပြစိုးတိတော့ကျွန်တော်စရောက်ဝင်ခဲ့ပါတယ်ဆယ်လပိုင်း10ရက်နေပါကျွန်တော်တက်ကကတတက6မှာကျွန်တော်တနန်းတွားရောက်ပြီးတက်ခဲ့ပါတယ်တနန်းတက်ကာလာတော့15ရက်ကြာမြင့်ပါတယ်ဟုတ်ပါပြီကျွန်တော်တို့တနန်းစပီးပြန်လာတဲ့အချိန်ကာလမှာ အဲ့မှာနားပြီးရှေ့ရဲ့စက်တလပိုင်းမှာကျွန်တော်တို့ခန်းစင်မှုစလုပ်ခဲ့ပါတယ်အဲ့မှာကိုဒီပေါ်မှာ PDN တစ်ယောက်ဝင်လာပါတယ်ဆိုတော့ကျွန်တော်တို့တရင်ကြာကျွန်တော်တို့ရှေ့ကိုတရင်ရောက်လာတယ်ရောက်လာချိန်မှာကျွန်တော်တို့ကစပြီးတော့အားလုံးလူစုပြီးတော့ကျွန်တော်လည်းခန်းစင်မှာစအောင်ဆုံးစပြီးတော့ခန်းစင်ရဲ့ဖွဲ့စည်းရတော့ညီမလေးဖွဲ့ကဥမိုးကြီးခေါင်းဆောင်နဲ့ဥမိုးကြီးဥကလာကြီးဦးအောင်မင်းသားကြီးဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်တို့မြို့မှာငါပြစောတိဖွဲရတော့ဥပွေတော်ဘောင်းဘောင်းနဲ့ဥပွေတော်ခေါ်ဥကြော့ကြောင်ကြီးဥကွန့်ကြီးဥစင်တော်ကျွန်တော်လှိုင်မင်းဟုတ်ကဲ့ကျွန်တော်တို့ ညမငါ၄ယောက်ပေါင်းပြီးတော့မနက်ဆရာဆိုလို့ရှိရင်ဘုံမှုနေလင်းဘုံမှုနေလင်းနဲ့အဲသူအပါ၂ယောက်ပါပါတယ်ရဲဆင်ယောက်ပါပါတယ်အဲဒီမှာကျွန်တော်လိုက်ဖမ်းတဲ့အချိန်မှာညမလေးဖွဲ့ကနောက်ကဒီကကျွန်တော်လိုက်ဝိုင်းပြီးတော့ပိုင်းပြီးတော့သူပြစ်ပါတယ်ပြစ်ပါဖမ်းတဲ့အချိန်မှာအတီဝါတဲ့၂ယောက်ကတော့ကျွန်တော်ဒီလက်ခောက်ကန်ပုံချောင်ရှိပါမလမ်းမကန်းတော့ပါဒါပြီးလဲဝါပါတယ်လဲရချိန်မှာကျွန်တော်တို့သွားပြီးတော့သူတို့ကိုဖမ်းဆီးပြီးတော့ကားနဲ့တင်ပြလိုက်ပါတယ်ဒါကားနဲ့တင်လိုက်တဲ့အချိန်မှာအဲ ठी ဝါတဲ့လူ၂ယောက်ကတော့မိုးချိုးနဲ့ပုံလိုင်းဖြစ်ပါတယ် ဟုတ်ကဲ့အဲ့ဒါနဲ့ကျွန်တော်တို့ကသူတို့ဖမ်းပြီးတော့နိုင်နဲ့တင်ပြလိုက်ခါမှာတက်ကလေးကိုခေါ်သွားပါလေသူ20ကိုခေါ်သွားပြီးတော့မှ20ရလို့မှာတကသူတို့စေးကူတမ်းဘူးပြန်လုပ်ပေးပါလို့ကျွန်တော်တင်ရပါလေဟုတ်ကဲ့ကျွန်တော်2023တလပဲမှာကျွန်တော်ရောင်းဝါလီပေါ်မှာရောင်းဝါလီပေါ်တက်ကလေးပြောရောင်းရောင်းဝါလီပေါ်မှာကျွန်တော်တို့အမိတ်ပြေးလိုက်ပါလေအဲ့ဒီမှာဘာတွေမလို့ရလဲဆိုတော့ဒီစားတဲ့ခြေခါလေးတဲ့ခွင့်မရှိဘူးဆိုတော့စံလို့စံဆိုလို့ချင်းလည်းအိတ်လိုက်တဲ့ခွင့်မရှိဘူးစီဆိုလို့ချင်းလည်းကျွန်တော်ငါးကလည်းပုံးနဲ့တဲ့ခွင့်မရှိဘူး ဟုတ်ကဲ့အဲ့ဒီမှာကျွန်တော်တို့အဲ့ဒါကိုဖန်ခိုင်းပါတယ်။နောက်ဆုံးဓမီမြောစာတွေဓက်စီတွေဒီဇယ်တွေအစစသဖြင့်ပေါ်တော့ကျွန်တော်တို့တိတ်အဲ့ဒါတွေတိတ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့တိတ်ဖန်ခိုင်းပါတယ်။ဖန်ခိုင်းချိန်မှာကျွန်တော်တို့ကလည်းဖန်ပြလိုက်ပါတယ်။ဖန်တဲ့အချိန်မှာတော့ဒါကျွန်တော်တို့ကလည်းအဲ့ဒီဖန်တဲ့အချိန်မှာဟိုပူဒိုစီဝါတော့ကိုကျွန်တော်ကလုတ်ချပါတယ်။ဘယ်လိုချလဲဆိုတော့ကျွန်တော်ဆန်တဲ့စီနဲ့တိတ်လိုက်တဲ့အချိန်မှာဆန်တဲ့နဲ့စီဘုံတိတ်လိုက်ပြီးကျွန်တော်ငါးတောင်းနဲ့ပြင်ပြခိုင်းပါတယ်။ဒါဝက်ဆိုက် ID ဆိုလို့ရှိရင်ကျွန်တော်ဝက်ဆိုက် ID ဖန်ပါတယ်။တိတ်နာပါတယ်။ဒါမဲ့သူတို့လာမရွေးရတော့ဘူး။ အဲ့တော့ကျွန်တော်အဲ့ဥစ္စာတွေကိုကျွန်တော်ကရောင်းချပြီးတော့ကျွန်တော်ဖွဲ့တယ်အကုန်လုံးကသူတို့တုံးကြပါလေဘယ်နေမှာတုံးတာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့ဒီမှာပတ်စံလဲခနေ့ဖြစ်တယ်ဆိုတော့အဲ့လိုကျွန်တော်ကမကောင်းတဲ့ကောမတွေကိုကျွန်တော်ကဟိုခေါ်ပြီးအိပ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဟိုပတ်စံပြီးတော့ကျွန်တော်အဲ့မကောင်းတဲ့ကောမတွေခေါ်ပြီးအိပ်ပါတယ်အဲ့လိုနဲ့ကျွန်တော်ကနေလာခဲ့နောက်ရှင်းပါဒီမတင်ငါလို့ဆိုပြီးတော့နောက်ရအနေငယ်မှာပဲကျွန်တော်မတင်ငါလို့ဆိုပြီးတော့လူလေးယောက်ကိုကျွန်တော်ဖမ်းလိုက်ပါတယ်ဖမ်းလိုက်အချိန်မှာစိုက်ခဲ့ရခင်တော်မင်းတစည်းနဲ့ဒိုင်ယာမင်းတစည်း ဟိုအဲ့ဘေးနစီနဲ့ကျွန်တော်တို့ဖမ်းလိုက်တဲ့ချိန်မှာယောက်ျား၃ယောက်မိန်းမ၁ယောက်အဲ့ကျွန်တော်တို့ရိုးပို့လိုက်တဲ့ချိန်မှာရိုးကအဲ့ဒီလူတွေကိုတတ်မပြည့်သေးတဲ့အတွက်တတ်ပြည့်တဲ့၂ယောက်တော့ကျွန်တော်တို့ကမနစီရလာခေါ်ရပါတယ်။နစီရလေးကသူတို့စစ်စစ်မှုလုပ်တယ်စစ်စစ်မှုပြုလုပ်မယ်ဆိုတော့သူခေါ်ရပါတယ်။မပြည့်သေးတဲ့၂ယောက်တော့သူတို့ရက်ွက်လူကြီးကိုသူတို့နောက်ပိုင်းအဲ့ချိုးကောက်ပြူလာချိုးလိုက်အဲ့ဒါလူကြီးကိုသူတို့တမ်းပြီးတော့ခေါ်လိုက်ပါတယ်။ဟုတ်ပြီလားဒါတိလာတိလာဆိုဟုတ်ပဲတိပါတယ်ဆိုတော့သူတို့ကိုပြန်ထည့်ပေးလိုက်ပါတယ်။ဒါပေမဲ့စိုက်ကဲတို့မပေးလိုက်ပါဘူး။စိုက်ကဲတို့ကတော့သိမ်းသွားပါတယ်။ ဟုတ်ကဲ့ကျွန်တော်အမှနှစ်လပိုင်းလောက်ရောနှစ်လပိုင်းလောက်ကြာတော့အဲ့ချိန်မှာကျွန်တော်တို့ဂျီရလဲဆူလို့ဆက်တော့မိုးကလည်းအဲ့ချိန်မှာမိုးကနောက်ကျတဲ့ခါကျတော့ဘိုးရွာတယ်အဲ့လေသူကလေတဲ့ငါးရီကတက်တယ်ညနေဆောင်တော့ပါခွန်နိုင်လောက်ပါဒါအိမ်ထဲကလူသူအိမ်ရှာနေမှသူကငါးဖမ်းနေတယ်ကျလာကုန်းသားသူတို့မြန်မုံယူခေါ်ပါတယ်အဲ့ဒါသူကသူ့ကသူမီးတော်မှာဓမီနဲ့မဟုတ်ပါဘူးပုံမီလေးနဲ့သူလိုက်ပြီးငါးလေးလိုက်ဖမ်းတယ်အဲ့ဒါကိုကျွန်တော်တို့အင်းကိုနေတက်ကလေးပေါ့ဂျီတက်ကလေးပေါ့ ဂျီတဲ့အတူတကျအောင်ရင်လို့ခေါ်ပါတယ်။သူကဒီဘက်မှာတန်းလမ်းပေါ်တယ်ပေါ့။သူရှင်ထဲမှာငါးလိုက်ဖမ်းနေတယ်ရှင်ပြီးတက်ပါတယ်။တက်တဲ့အချိန်မှာဒါပေမဲ့သူကတော့မသိပါဘူးပေါ့။အသက်ပေးရတော့လှုပ်သွားပါတယ်။လှုပ်သွားဆိုရင်ဒဏ်ရာတော့ရပါတယ်။ဆေးဘက်ကမှန်သွားတယ်ပြည်။ဒီညလောက်မှန်သွားတယ်။ဒါပေမဲ့ဟိုဆရာဝင်နေဆရာမတွေပြောကြရရတော့ဒီတရရရတော့နှလုံးလုံးနာချက်ထောက်သွားတယ်ခေါ်ပါတယ်။အဲ့မှာသူကအဲ့ပြစ်ပြီးတော့ခါကြတော့ဘာကြောင့်ပြစ်တာလဲဆိုတော့လေသူဘာမှပြန်မေးဘူးအဲ့ဒီမှာအဲ့ဒီမှာသူကလည်းမူးနေတာအောင်ကြီးဆိုတဲ့သူကမူးပြီးတော့သူကမူးမူးနဲ့လှမ်းပြစ်လိုက်တာ ဟိုကျွန်တော်တို့၄လပိုင်း25နာရီကြာတော့ကျွန်တော်ရလောက်ကွာပြောင်းပြီးတော့ပစုံမြောင်းကိုကျွန်တော်ကြာရောက်ပါတယ်ပစုံမြောင်းကိုကြာရောက်တဲ့အချိန်မှာကျွန်တော်ပစုံမြောင်းကိုကြာတော့ကျွန်တော်ကဘလို့နေရလဲဆိုတော့ဒီတက်နဲ့အခုသွားပြီးတော့ကျွန်တော်နေရပါတယ်ခမရ20ခမ20ပါတယ်ခမ20ဆိုပြီးရှင်ခေါင်းပေါင်းပေါ့ခေါင်းပေါင်းနဲ့သွားတဲ့ခါကျတော့ခေါင်းပေါင်းနဲ့ကဘူကြီးကျော်သွားလင်းဘူကြီးကျော်သွားလင်းနဲ့ခမ20ပါတယ်တော့50ရ၄ရောက်ပါတယ်တော့50ရ၄ရောက်ရဲရဒီတရင်ရဲရ5ရောက်ကျွန်တော်တို့ မြို့မှာငါပစ္စောတိရငါရောက်ငါရောက်ပါအပါဝင်ကျွန်တော်အပါဝင်ကျွန်တော်ကျွန်တော်ရဲ့တန်သေးရဲ့အိုက်ကလေးရဲ့လှိုင်မင်းထွန်းရဲ့ဦးစိန်ထွန်းရဲ့ကျွန်တော်အိုက်ငါရောက်အဲမှာတော့ရောက်ပြီးတော့ကျွန်တော်တို့ကပူပေါင်းပြီးတော့ဟိုဘယ်ပြောမလဲဆိုတော့လုံးလုံးကြီးကကျွန်တော်တို့တော့ပူပေါင်းပြီးအင်အားပြည့်တွန်းနေပြရတယ်အဲဒီမှာကျွန်တော်တို့ကဘာမှလုံးမရှိတော့ဒါပဲကျွန်တော်တို့ကိုကျိုးစီးပွားတို့ကကျွန်တော်ဒီတီတူတွေရဲ့ဟိုစီးစိန်တွေကဟိုသူတို့ချလာခဲ့လက် ဥစ္စာတွေပေါ့ပစ္စည်းတွေပေါ့ကျွန်တော်ကထုတ်ယူရောင်းစားခဲ့ပါတယ်ကြီးကျိုးဆိုလို့ရတယ်ကျွန်တော်ဝါကျိုးတွေဖြုတ်ပြီးတော့ကျွန်တော်ရောင်းစားခဲ့ပါတယ်တော့ကိုကျိုးစီဝါတို့ကိုကျွန်တော်ချာကျန်ခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်ရဲ့ရောင်းအားဆိုလို့ကျင်တော့ကျွန်တော်အဲ့ဒီမှာထမ်းဆောင်နေတဲ့ကာလာပတ်လုံးဆိုလို့ကျင်တော့ကျွန်တော်ရဲ့စုစုပေါင်းရတဲ့ပတ်စံဆိုလို့ကျင်တော့ကျွန်တော်၁၅လောက်ရပါတယ်တနေ့လည်းရတာမဟုတ်ပါဘူးဟိုစုစုပေါင်းကျွန်တော်ရတဲ့ပတ်စံကျွန်တော်ရှာရမယ့်အဝတ်တွေပေါ့နော်ကျွန်တော်အဲ့ဒီအရာတွေပေါ့အဲ့မှာတာဝန်ထမ်းဆောင်နေတဲ့အချိန်ထိဆိုလို့ကျင်တော့၁၅လောက်ကျွန်တော်ရပါတယ် တော်တယောက်အတွက်ဟိုအဲ့ဒီမှာကျွန်တော်တို့လေးလပိုင်း29ရက်လေးလ2023မှာကျွန်တော်ကဒီ50နှစ်နဲ့ထပ်ပြီးတွေ့ရရှင်မှာဒီအိမ်ဒီမှာရှင်းနေတဲ့ခါကျတော့ဒီသူတို့မိသားစုတွေကဘယ်မှာသွားကြရနေမှာမရှိလို့သူတို့ပြောတယ်အဲ့တော့ဟိုသူကဒလန်မှာဆိုပြီးတော့50နှစ်တက်ကဘူးရခေါလုံးခေါနဲ့ဖမ်းလိုက်ပါတဲ့အကောင်လုံးကျိုးတုတ်အတိုင်းမှာကျိုးတုတ်ပြီးတော့အိမ်ကိုမီးရှို့လိုက်ပါတယ်မီးရှို့လိုက်ရှင်မှာဟာအော်တဲ့ရှင်မှာဒီ50နှစ်တက်ကဘူးရဟုတ်ကဲ့အာစုညာပဲလို့ပြောတော့အဲသူတို့ကဟိုနဲ့ဖြစ်သွားတယ် နီးချို့တင်တယ်လည်းပဲပြတ်ခိုင်းလိုက်ပဲအဲ့ဒီဖြစ်ပြီးတော့ကျက်အနေငယ်ကြမှာပဲဒီအလုံးလုံးပြီးတော့ဆက်လန်းသွားလုတာလို့ပြောတယ်ဆက်လန်းသွားလုပြီးပြန်လာတဲ့မိသားစု9ယောက်ကိုသူကပြန်မှာဝိုင်းကိုပြန်မှာဟုတ်ဒါဆိုမျိုးသူကဒီရွာကောင်းစီအောင်ဘယ်လိုရွာဖြစ်လာတယ်ဥစားအဲ့ဒါကျွန်တော်ဈေးပိုင်းမှာသူတို့ဖမ်းထားတယ်ရဲအောင်အဲကျွန်တော်တို့ရှိကိုလှမ်းခေါ်လိုက်တယ်ပေါ်ရှိမှာကဲကျွန်တော်ဒီကဒါဘာလို့ညော်လို့မင်းသားရဲ့နေကနေဆိုတော့သူတို့တိလာမေးတယ်ကျွန်တော်တို့ကမသိဘူးမေးတယ်မသိဘူးမေးတဲ့အချိန်မှာရိုက်နှက်ပြီးတော့ကျွန်တော်မေးကြတယ် ဲ့တော့ခမရောက်ဖဲသွားမှလည်းအခုမှခမရောက်တော့ဒါဘယ်ရလာလာလဲခမရောက်ဒီသွားမှာသွားလာလို့မရတော့ဆိုခမရောက်မသိဘူးလားကျွန်တော်မေးရချင်းမှာသူတို့ကလည်းမေးတယ်ပြောတယ်ပြောရင်မှဘလို့ပြောတော့ဆိုတော့ဟိုသူတို့မသိလို့ဝင်လာတာအဝိုင်းဟိုသွားမှဆိုတော့အဲ့ဒီမှာကျွန်တော်လည်းတခါပြန်ပြီးတော့နည်းပြလိုက်တယ်ဟာအဲ့ဆိုလို့ရှိရင်တော့ဒီပစံနောသားရှိတယ်ပစံနောသားဘယ်သူလဲဆိုတော့ကိုစံဦးတို့ဘယ်လဲတို့ကိုစိုင်းတို့ကိုကျွန်တော်ခေါ်ပြလိုက်တယ်ခေါ်ပြလိုက်ရင်မှသူတို့ကိုခေါ်ပြီးတော့ကျွန်တော်သူတို့နဲ့အော်သူတို့လည်းအပ်ပြီးခဲ့လိုက်တယ်အဲ့ဒီအချိန်မှာသူတို့ကလည်းမေးတာပေါ့မင်းကလည်းရိုက်နှောက်ပြီးတော့မေးတယ်အဲ့ဒီအချိန်မှာသူတကယ်လိုက် ိုင်ငါးဦးမှာကလေးနှုတ်ဦးလင်မယားနှုတ်ဦးရဲ့တော့အရွယ်ဟို20လောက်20ကျော်ဝင်20ကျော်လောက်အဲကြောက်ကြတာတယောက်အဲ9ယောက်ကိုမေးချက်ရှင်ပါသူကလည်းဟိုသူတို့တွန်းလာမယ်နေလမ်းယောက်သူတို့အမှန်တွန်းလာဒါပေမဲ့ကျွန်တော်တို့ကတော့ဟိုသူတို့လည်းလမ်းမေးမသိဘူးကျွန်တော်တော့မသိဘူးပြောတာပေါ့ဒါပေမဲ့ तू ကပြဿနာသားဟိုဆိုင်ကအဲ့တို့မေးတဲ့ဆရာကမေးတဲ့ခါကျလည်းတို့ရတယ်မသိဘူးဆိုတော့ပြန်မသိဘူးဆိုတော့လည်းဒါခင်ဗျားတို့သဘောပဲခင်ဗျားဆက်ပြီးရှင်းလိုက်တော့ကျွန်တော်တို့ကတော့ကျွန်တော်ဆက်ကျွန်တော်ပြန်မယ် ကျွန်တော်တို့ပြန်လာခဲ့တယ်။နောက်နေ့မှာကျွန်တော်မေးတဲ့ခါကျတော့ဘယ်လိုဘယ်လိုလုပ်လိုက်လဲလို့ဟိုဘယ်ကိုပို့လိုက်လို့ကျွန်တော်မေးတော့မနစ်စင်ပို့လိုက်တူတူပြောပါတယ်ခင်ဗျ။အဲ့ဒီမကြသေးအဲ့ဒီအရှင်နည်းနည်းကြာပါပဲကျွန်တော်တို့ကဒီပစုံမျိုးရွာလေးကစာသင်ကျောင်းတစ်ကျောင်းပါ။လူတန်းတွေကြားတယ်ဆိုရင်ကျွန်တော်ဖြတ်သွားဖြတ်လာလောက်ရတယ်။အဲ့ကျောင်းကိုအဲ့ကျောင်းကျွန်တော်ကြုံသွားတယ်။ကြုံတဲ့အချိန်မှာပါအကြောင်းတော့ရတော့လူတန်ကြားလို့ဆိုတော့ဟုံးဆိုတော့အတန်ကြားလိုက်လို့ဆိုတော့ဟာဒီထဲမှာပါလဲပေါ့အကြောင်းတော့ခွေးလို့တော့မရှိတော့ဘူးဆိုတော့အဒါဆိုတော့လူပဲဆိုတော့ကျွန်တော်တို့ပြတ်ကြည့်တယ်ပြတ်ကြည့်ရင်ပါတမခေါ်မရှိက ော့တမခုခုံပေါ့ခုံခုံလေးအဲ့ရကတော့ကအဲ့ဆိုကိုလည်းခင်ဗျားတို့တွေ့ကြည့်တော့ဘွားထောက်ပြလာမယ်ဒီတွေ့ကြည့်ခိုင်းတယ်ကြည့်ရချင်းမှာကျွန်တော်တော်လေးတွေ့ကြည့်လာရောဒုတိယတွေ့ခဲ့ပါတယ်ဒုတိယတွေ့လဲကျွန်တော်ဖတ်လာခဲ့တယ်အဲ့ဒီလူကအသက်30ဝန်းကျင်တော့ရှိပါတယ်အဲ့အဲ့ခင်ဗျားဘာလာလွတ်တာပေါ့သူကမေးတယ်အကတော်ကလေးပေါ့သူကဘမလို့မဖြစ်ဘူးအကင်းလိုပဲပြောတဲ့ခါကျတော့ကင်းလိုဘယ်လိုသူကဘလူးပြောလို့ပြောနေမှမသိဘူး။ဒါပေမဲ့လူကစိတ်နှံ့လားမနှံ့ဘူးလားတော့ကျွန်တော်ယူစားတော့ကျွန်တော်ကတော့မယူစားတတ်ဘူးအဲ့ချိန်မှာ။အားနဲ့ တော့ကျွန်တော်မေးလိုက်တဲ့အချိန်မှာဘာမှလုံးလုံးမပြောတော့ဟာဒါဆိုရင်တော့ကတော့ကလေပြောဒါဆိုရင် PDF ပဲဒီထဲမှာ PDF တွေရင်တော့ခိုးအောင်ွားတာအဲမေလို့ PDF ရဲ့ချက်နေခဲ့တာမလို့ပါလဲဘာလာထောက်လန်းတာလဲဆိုတော့သူကမေးတဲ့အချိန်မှာအဲမေးမေးနဲ့ဒီဘက်အကြောင်းဒီဘက်နားတော့ပါဇီလန်လောက်ပါကျွန်တော်ခေါ်သွားပြီးတော့အမေဒါဆိုတော့မေးလို့အဖွင့်ဒီဘက်မှာလဲသူကမေးတယ်မှန်မှန်ဖြစ်သူကသူကဘာမှလို့မဖြစ်ဘူးကင်လို့ပဲပြောတယ်ကင်လို့လားရှမ်းလို့လားရှင်းလို့လားမသိဘူးအသက်30ဝန်းကျင်ဆိုတော့ဟို ူကလည်းတော့တောက်တယ်အဲဟာမင်းအဲ့သူရဲ့လောက်တော့မေးတာမဖြစ်ဘူးဟာဆိုတော့ကျွန်တော်ရှုပ်ခိုင်းပါလေကျွန်တော်ရှုပ်ခိုင်းပြီးတော့ကျွန်တော်ကန်ပြလာတဲ့ခါကျတော့သူကကျွန်တော်ဒီခေါင်းကန်လို့ပြောတယ်ခေါင်းကန်ရင်ကျွန်တော်ခေါင်းကိုသူညင်အောင်ကန်ပြလာသူမေးနေတာပေါ့အဲသူရိုက်တက်ပြီးမေးတော့လည်းမဖြစ်ဘူးမဖြစ်အောင်ဟာဆိုတော့သူလေပဲကိုကတော့ကခေါင်းကကတော့ကနေပေါ့လေပဲကိုဒါနဲ့ထိလိုက်ပါလေဒါကလီလိုက်ထိလိုက်ချင်းမှာသူကလုံးဝတော့ဆိုတော့ဟိုကျွန်တော်မဖြစ်ချင်ဟာဆိုတော့လေထိလိုက်ပါလေဟုတ်ကဲ့ကျွန်တော်တလပိုင်း2024တလပိုင်း3နှစ်ပါကျွန်တော်တို့ကစုံမြောင်း ဆိုတဲ့လေပိုင်းကိုကျွန်တော်ထပ်ပြီးတော့တာဝန်တော်ထပ်ဆောင်ပေးရပါတယ်။အဲဒီမှာကျွန်တော်အပါဝင်မင်းမော်ဦးမြင့်မြအောင်တန်မင်းထွန်းကျော်ဦးဟောပဲကျွန်တော်အဲ၅ယောက်ထပ်ပြီးတော့တာဝန်ထောင်ဆောင်ပေးရပါတယ်။အဲဒီအချိန်ကဆိုတဲ့လေကိုရောက်တဲ့အချိန်မှာကျွန်တော်တို့ကလောက်ကမရှိဘူး။လောက်ကြီးတော့ကျွန်တော်ကဒီဘူးကြီးမ20ခမ20ရာဘူးကြီးခန်းတော့ကျွန်တော်လိုက်လောက်ရပါတယ်။အဲဒီမှာခမ20ရာခမ20ရာဘူးကြီးကျော်တော်လေးနဲ့ကျွန်တော်ဘာလောက်ရလဲဆိုတော့သူတို့ခန်းတာကိုကျွန်တော်လိုက်လောက်ပေးရတယ်။ဒီအိမ်ထဲကလည်းတော့တစ်တေကို တို့ကားနဲ့တင်တိတ်တယ်ပြင်နေစသဖြင့်ကျွန်တော်အကုန်လုံးပေါ့ဖုန်းတန်တာပစ္စည်းပြီးပေါ်ကပစ္စည်းဟုတ်ကဲ့အဲ့ဒါတွေကိုကျွန်တော်တင်ပြီးတော့ဟိုသူတို့ကသူထုတ်ယူပါတယ်ကျွန်တော်လေးလပိုင်း2024လေးလပိုင်း10နေ့မှာစစ်ကောင်စီရဲ့ဒီပေါ်မှာကျွန်တော်တို့စစ်မှုတန်းရအတွက်တင်ညာပြီးတဲ့နောက်ပဲပါကျွန်တော်တို့ကလက်ကစားတော်နေလိုက်ပြီးတော့ကျွန်တော်ဝင်ခိုင်းပါတယ်ကျွန်တော်ဝင်ခိုင်းရချင်ပါတယ်ကျွန်တော်ဘာမှဥပ္ပယဥပ္ပယတော့ခေါ် ကိုကြော်ကြော်ငင်းရတဲ့ပုံမှာကျွန်တော်ကိုတိုက်ပြီးတော့ဒီလက်ကဆတော်ဒီလိုက်ပြီးဝေဆိုင်ပါတယ်အဲ့ဒီမှာဘယ်သူပါအောင်လဲဆိုတော့သူကကိုကိုွေးတော့ဟာကိုကြော်ကြော်ငင်းရတဲ့ပုံမှာကျွန်တော်ကိုဆွဲဟိုနေပေါ့ဒါတွေလောက်ရမယ်လောက်ရမယ်ဘလူဘလူလောက်ဆိုတော့ပြောနေချိန်မှာအဲ့ဒီမှာကျွန်တော်ကဒီမှာလူပြန်ပြီးတော့ဆင်းလိုက်ပါတယ်ဘယ်နှယောက်ဘယ်နှယောက်ဆိုတော့ဒီမှာကျွန်တော်ကျွန်တော်ပါဝင်ဘူကွန်ကြီးမင်းမော်ဦးဘူကွန်ကြီးမင်းမော်ဦးတော်လိုက်မင်းထွန်းကြော်ဦးနိုင်လင်းစိုးတို့ဖြူတကော တို့တခေါ့ဟုတ်ကုစင်တော့ကုစင်တော့ဟုတ်ကျွန်တော်တို့အလုံး22ရောက်ဗျဟုတ်ကဲ့တင်လာရဟိုအလုံးအားနဲ့ကျွန်တော်ကအလုံးကိုစင်ပြီးတော့ကျွန်တော်တို့ကဒီလက်ကန်းစားဆောင်လေးလိုက်ဝေပါတယ်ဝေပြီးတဲ့အချိန်မှာကျွန်တော်ကဘယ်လိုမြူရလဲဆိုတော့ခင်ဗျားတို့တင်တန်းသွားမှာဝေကြီးမဟုတ်ဘူးဒီ20ရင်းပဲ20မှာနေမှာခင်ဗျားတို့တက်ရမယ်ဒါဆိုရင်မှာပဲတက်ပြီးလို့ရှိရင်ခင်ဗျားတို့အိမ်မှာပဲပြန်နေရမှာ။ဟာလာခါရအိမ်မှာပဲနေရမှာဆိုပြီးကျွန်တော်တို့ပြည့်စုံခဲ့ပါလေ။အဲ့ဒါနဲ့ကျွန်တော်တို့မြူဆယ်ပြီးတော့ကျွန်တော်တို့ ဟိုအသက်ပြည့်တဲ့လူတွေဆိုလို့ရှိရင်အဲ့ဒီမှာပဲကျွန်တော်အဲ့ဒီကြံမတိုက်ခဲ့မှာအားကြီးကျွန်တော်မှ20ကိုတော်ရပို့ဆောင်ခဲ့ပါလေကြံလုံးမှာကျွန်တော်နားရပါလေနားပြီးတော့ကျွန်တော်ကကြံလုံးမှာတူတူရေးကိုကျွန်တော်ကဒီမန်နက်တီတော့ကျွန်တော်ဆက်လက်ပြီးတော့တောင်းဝင်ယူပေးရပါလေအဲ့ဒီမှာယူပြီးကျွန်တော်ကြံပြီးွားတဲ့ကာလမှာကြံတဲ့လူတွေကိုထပ်ခေါ်ပြီးတော့ကျွန်တော်20ပါပဲနောက်ဆုံးတုံတုံရေးယူပေးရတော့တယ်နားလာပဲကိုရဲ့နေ့မှာစတင်ပြီးတော့ကျွန်တော်ထွက်သွားခဲ့ပါလေကားလျှောက်စီးနဲ့ကျွန်တော်စတင်ပြီးတော့ထွက်သွားခဲ့တယ် ဟုတ်ပါခင်ဗျာရှင်ပါကျွန်တော်440မှာတွားလို့ပေါင်းပါလေ440ကဘယ်နဲ့စီးလဲလို့ဆိုတော့ကျွန်တော်မသိပါဘူးခင်ဗျာအဲသူတို့ကြီးပါတယ်များတယ်အဲကျွန်တော်ကြီးကပါတဲ့လူအင်အားကတော့6ယောက်ပါပါခင်ဗျာကျွန်တော်ပါဝင်ဥပ္ပံကြီးကိုရှင်ကျော်ဦးတန်းထင်ဟုတ်ကဲ့ကျွန်တော်ပါဝင်6ယောက်ပါခင်ဗျာအဲ့ဒါကျွန်တော်တို့စတင်မထွက်ပါလေရှင်ပါ440ကဒီပုံမှာအမြန်လမ်းပေါ်တက်ပါအမြန်တော့ကျွန်တော်ပထမဆုံးကြားတာကတော့ဒီတပ်တာက6လူဆိုပြီးတော့ကြားပြီးတော့နောက်ဆုံးမဟုတ်ဘူးပါ ကျန်ကုန်ဘောက်မောင်းရတယ်။အာဘယ်ကောင်းမလဲမသိဘူးသူတော့။အဲ့ဒီမှာကျွန်တော်နှစ်ချက်ခွဲသုံးနိုင်လောက်ပါ။ကျွန်တော်စီတဝါစိတ်ကောင်းရောက်ပါတယ်။စီတဝါစိတ်ကောင်းရောက်တော့အမသင်မောနဲ့ဟိုနေရှင်းလင်းဆိုတဲ့သူဒီစစ်သင်မောပေါ့။အာစစ်သင်မောနဲ့ကျွန်တော်ပို့ဆောင်ကျွန်တော်တို့ပို့ဆောင်ပေးခဲ့ပါတယ်။နားနိုင်ထုံးမှာစတဲ့ထောက်ပါမယ်လေ။ကိုရဲနေညနေ9နိုင်ပါစတဲ့ထောက်ရင်10နိုင်မနက်အနည်းလေတနိုင်ထုံးမှာမော်လမြိုင်စိတ်ကောင်းကိုကျွန်တော်ရောက်ပါတယ်။အဲ့ဒီမှာမော်လမြိုင်စိတ်ကောင်းကိုတော့ မဆိုင်တော့ကျွန်တော်ဒီမှာတန်လို့ရင်တကားနဲ့ခံလို့ဆိုပြီးတော့ဒီဘက်မှာရက်ထားပြီးတော့ဟိုဘက်ကလူကကျွန်တော်ဟိုတင်မောနဲ့ဟိုတော့ကျွန်တော်ဒီစစ်တင်မောနဲ့ကျွန်တော်တို့ကဲတော့လာပြန်ချိုးပါလိမ့်။အဲတော့လိုက်ခွန်းမှာကျွန်တော်ကားပေါ်ရောက်ပြီးကားပေါ်ရစတဲ့ထွက်သွားခဲ့။ထွက်သွားခဲ့တဲ့အချိန်မှာဟိုကျွန်တော်တထောအမှတ်ကိုအမှတ်ကိုတင်နှောင်းကြောက်ဘူး။ဒီနေ့6လိုက်ခွန်းမှာကျွန်တော်ရောက်ခဲ့ပါလိမ့်။ငါးလပိုင်းမှာကျွန်တော်တင်နှောင်းလိုက်တော့ပို့ပြန်လာတဲ့အချိန်မှာငါးလပိုင်း7ရက်နေ့မှာကျွန်တော်ရွက်လောက်ကိုတာဝန်ကျခဲ့ပါလိမ့်။အဲ့မှာကျွန်တော်အပါဝင်အားလုံး9ဦး အဲ့ကျွန်တော်ကြာတောင်းမထမ်းဆောင်နေတဲ့အချိန်မှာကျွန်တော်တို့အခုလိုပေါ့ဟိုပထမအပိုင်းလိုပဲဟိုဒက်စီတို့ဒီဇယ်တို့မြေဩဇာတို့ကျွန်တော်တက်ခွင့်မပေးပါဘူး။အဲ့ဒါကျွန်တော်တို့မန်နက်ဆရာတွေပေါ်ပဲကျွန်တော်တို့မန်နက်ဆရာတွေပေါ်တည်းကျွန်တော်တို့တော့ဟာကိုပုံမှန်လှမ်းပေးတာခါကြတော့ကျွန်တော်အဲ့ဒါတွေကိုဖန်စီထင်းသိမ်းခဲ့တယ်။အဲ့တော့ကျွန်တော်တို့ကတဲ့မယ်ဆိုရင်ကျွန်တော်စက်ကြီးနဲ့စက်ကြီးကောက်ပါလေ။အစက်ကြီးနဲ့ကျွန်တော်စက်ကြီးကိုဟိုတိပိပါဘူးဘလောက်တဘောကိုတစ်ခေါက်ကိုဘလောက်ဆိုပြီးကျွန်တော်စက်ကြီးကောက်ခဲ့ပါလေ။မြေဩဇာတွေဆိုလို့ရှိရင်လည်းကျွန်တော်တလုံးကို အထော်ပဲတစ်ဆောင်းငားတယ်ငားတယ်ကျွန်တော်ကောက်ခဲ့ပါလေအဲ့ဒီမှာပဲအဲ့လိုနဲ့ကျွန်တော်ကောက်ခံပြီးတော့ကျွန်တော်ဖုန်းရောက်ပါအဲ့မှာတာဝန်ထမ်းဆောင်ခဲ့ပါလေအဲတော့ရဲ့နေကကြမှာခြေပြုကမှာဒါရေးဒါရေးအိမ်ဒါရေးရှိပါလေအဲ့ဒါရေးရှိတဲ့အရာပီတက်အိမ်မှာပီတက်တွေရောက်နေပါဆိုတော့သူတို့ကနေပေါ့ဟိုနေတို့ကနေပေါ့ကောက်ခွေးပါကောက်ခွေးရနေတို့ရှိကိုတင်လှပ်ဖို့ပါလေအဲ့ဒါနေတို့ကနေပေါ့ကျွန်တော်လှမ်းပြတင်လှပ်ဖို့ပါလေ ဟုတ်တယ်ရောဟာဒီနေ့လိုပဲဟောဦးမှာရေပုံကနေမှာတော့ဒီနိုင်ရင်ရ PDF ဖြစ်နေတယ် PDF တွေရောက်နေတယ်ဆိုတော့ကျွန်တော်တကယ်ပို့ရစီမှာအဲ့ဒါလည်း20ကိုပို့လိုက်ရည်ဆိုတော့ဟိုခမ ayan 20ကိုပို့လိုက်လို့ပြောရဲချင်းမှာသူကအဲ့ငါလည်းပို့ပြီးပြီးငါကြီးမင်းလည်းထပ်ပို့လိုက်အောင်ဆိုတော့အဲ့မှာကျွန်တော်လည်းထပ်ပို့လိုက်တယ်ထပ်ပို့ရင်မှာခမ ayan 20ကိုကျွန်တော်ပို့လိုက်ချင်းမှာဘူကြီးဘူမှုနေလေးရှိကိုကျွန်တော်ပို့ပါတယ်အေးငါတို့လည်းအခုပဲစီစဉ်နေဆိုတော့အမှန်ရယ်ကျွန်တော်ပြောပြီးတော့မိနစ်ပိုင်းပါပဲခမ ayan 20ရလို့ပေါ့မကျွန်တော်ဟိုတရားဟိုဟာ120တရားဟိုနေပေါ့ တရားနဲ့ဆင်မမတရားနဲ့ဆင်မမသူကပြစ်ထုတ်လိုက်တဲ့ပြစ်လိုက်တဲ့ချိန်မှာအနာရေးကိုတင်းတော့ကြပါလေကြားတဲ့ချိန်မှာနာရေးအိမ်မှာရှိနေတဲ့လူကလူကလည်းအစူလိုက်အဲ့ဒီကလည်းသူကနာရေးရှာမဲ့နေဖြစ်နေခါကြတော့လူကဆုလိုက်ပြောင်းလိုက်ဆိုတော့မှတ်ထက်ပြီးတော့၃ရောက်ပွေချင်းပြီး၃ရောက်ပွေချင်းပြီးသွားတယ်အဲ့တော့၈ရောက်လောက်၈ရောက်ဟိုနေပေါ့၈ရောက်ထက်မနေပေါ့ဒါရရှိပါတော့ခုနလပိုင်းနောက်နှစ်ဆက်နောက်နှစ်ဆက်လေးခုနလပိုင်း29လေးရဲ့စပြီးတော့ကျွန်တော်တို့ကဂျီဘူးကဟိုသူကရှင်းလင်းဝင်မယ်ဆိုပြီး ညခင်တနာရီဖောက်လောက်မှာကျွန်တော်တို့စတင်ထွက်ပေါ်ပေးရပါတယ်။စတင်ထွက်ပေါ်ခဲ့ရတဲ့အချိန်မှာကျွန်တော်ညခင်မှာစထွက်တဲ့အချိန်မှာကျွန်တော်ပါဝင်5ဦးကျွန်တော်ပါဝင်5ဦးတော့ကောက်ကွေးရွာနေတူဦးဆောင်ပါဝင်နောက်ပြီးတော့ကျွန်တော်မြို့မလေးအခွဲရဆိုလို့ရှိရင်ဥကလာကြီးဦးဆောင်မှုနဲ့ဒီဦးမုခမှုရွာဆိုလို့ရှိရင်မုခမှုရွာကိုဝါလေးဦးဆောင်အောင်လို့ကျွန်တော်ကအဲ့မှာကျွန်တော်စတင်ပြီးတော့ထောက်ပါခဲ့ရပါတယ် နောက်ကလည်းရှင်းပါလားကျွန်တော်တို့ကဒီအနောက်ကုန်းကျောင်းထိပ်ကိုရောက်တော့ရှင်းပါလားဒီနောက်ကတက်ကိုကျွန်တော်ဆောက်ရတယ်တက်ကိုတက်ကဆောက်တော့တက်ကသူ့လာတဲ့တက်ကဒီ984ခမရ984မန်ရှူတက်မန်ရှူတက်လို့ပြောပါလေအဒုတိယပုံမူကြီးပေါ့ဒုတိယပုံမူကြီးဥတော်ပြီးတော့အဲဒီမှာနောက်ပြီးတော့ဒီစစ်ကြောင်းမူလည်းပါတယ်စစ်ကြောင်းမူတော့ဟိုကုကဲမူတွေပေါ့တော့၃ဘွင်းနဲ့ရာရှိလည်းပါပါခဲ့အဲဒီမှာကျွန်တော်တို့ကျွန်တော်တို့ကိုပိုက်လှုပ်ပြီးတော့အဲရှင်းခိုင်းတယ် ရှင်းကနေရှင်းကနေရှင်းမှာကျွန်တော်တို့ကလည်းဝင်ရှင်းပြီးတယ်နောက်ဆုံးသူတို့လည်းဝင်ပြတဲ့ရှင်းမှာအဲဒူဒီဘာသားရဲ့ ठी ပေါ့ ठी ကုန်တဲ့ရှင်းမှာ ठी တဲ့လူရဲ့ ठी ပေါ့ကြားတဲ့လူရဲ့ကြားအဲဟိုနောက်ကလည်းကားနေအဲ့ဒီအဲ့ဒီတက်ဆွတ်တော့ပါတော့ကျွန်တော်သိပါခင်ဗျာဘယ်လိုဘယ်လိုလုပ်တယ်ဆိုတော့ကျွန်တော်ကအဲ့ဒါတော့ကျွန်တော်ဆက်လက်ကျွန်တော်မသိဘူး။ဒါပေမဲ့ဘာလို့လဲကျွန်တော်တို့ရှေ့ကိုဆက်ပြီးတော့မဲနေရတဲ့အတွက်မလို့ဒီနောက်ကပြန်ပြီးတော့ကျွန်တော်တို့ကဟိုပြန်ပြီးမသိနိုင်တာပါ။ဟုတ်။အဲ့ကျွန်တော်အဲ့ဒီမှာပဲမနေ့ရှင်းလာကြတော့ကျွန်တော်ရော်လီကြီးကိုခေါ်လာလိုက်တယ်။ရော်လီကြီးဘယ်လိုလဲရော်လီကြီးဘယ်လိုလဲဆိုတော့ဖိုတော့လို့ခေါ်တယ်။ အဲကိုဘိုးတို့လည်းခေါ်ခေါ်လိုက်ချင်မှာရောက်လာတယ်ကိုဘိုးတို့နဲ့အဲကဲခမရဒီရွာတွေကခမရဒါခမရလူကြီးလားမြေဟုတ်ကဲ့လူကြီးပါတယ်ပြောတယ်အားလည်းတရားဆိုခမရယာယီမှုရရှိတာရှိတယ်ပြောတယ်အယာယီမှုနဲ့သူဒီလူကြီးနဲ့ပေါ့အားလုံးအင်းစင်းနေတဲ့ကျွန်တော်တို့လူလိုက်ပြီးတော့စစ်တယ်အင်းစင်းပုံစံမျိုးပေါ့အဲတော့ကျွန်တော်လိုက်ကောက်ခါဟိုခေါ်ပြီးတော့ဟိုဒီတက်ကတော့သူကစာတရားပေါ့မှာသူကထိုင်လာတယ်အဲရင်းကန်ကြီးကြွားလေတဲ့စာတရားအဲ့မှာထိုင်လာပြီးတော့သူကခေါ်ခိုင်းတယ်အကုန်လုံးဒီစာတရားကိုလာပြီးတော့ခေါ်ရင်ပါ နေ့နေ့လောက်အထိဘူးတော့ဒီလူအဲ့စက်တာပေါ့အဲ့စက်ဆက်တာလူလူဦးရေဘလောက်ဘလောက်ရှိရဲဆိုရင်တို့ဆက်တဲ့ခါကျနေ့နေ့ကြည့်အောင်မပြီးဘူးအဲ့မှာဈေးသွားရောင်းတဲ့လူတွေရှိတယ်တော့အဲ့ကျွာတော့ဈေးရောင်းဈေးဝယ်တော့ဟိုရောင်းဝယ်သမားညားတယ်အဲ့နေ့နေ့ကြည့်တော့ဈေးနိုင်ွယ်ငါးနိုင်လောက်ကြတော့အဲ့ကျတော့ဒီပေါ်စိုက်ကယ်ထဲပြန်လာတာပြန်လာပြန်လာတော့ဟိုဘက်ထိပ်ကဝယ်ကျွန်တော်ဒီဝေကုန်းဘက်ထဲဟိုထွက်တဲ့ထိတ်နာမှာလမ်းပေါက်ရှိသေးတယ်ဟိုကျွန်တော်ဘယ်လိုပြောလဲတင်ကြကုန်းလမ်းလို့ပြောတယ် အဲ့လမ်းကိုသူကအဲ့ဘက်ကလူတွေဆိုတော့အဲ့ဘက်ကနားနားလည်းရှင်းကြတော့သူကအဲ့ခင်ဗျားတို့ဒီကဘယ်ကလာလာလဲဆိုတော့သူကဈေးရောင်းပြက်လာပေါ့အနေတို့ကဒီမှာသူနေတော့နေတို့ဥဆောင်မှုနဲ့ကျွန်တော်ကနေရတာအနေတို့ကသူကစမေးလိုက်တယ်ခင်ဗျားတို့ဒီချိန်မှပြက်လာဘယ်ကပြက်လာကြလဲဆိုတော့ဈေးရောင်းပြီးပြက်လာတာသူကဒီချိန်နဲ့ဒီချိန်ခင်ဗျားဈေးရောင်းပြက်လာတယ်မဖြစ်နိုင်ဘူးခင်ဗျားကတော့ဒူးထားစီကိုထောက်ပိုင်းလာတယ်ခင်ဗျားဒီဘက်မှာလောက်ဖြစ်နေလို့ဆိုတော့ခင်ဗျားမသိဘူးလားသူကမေးလိုက်ရှင်ပါဟောသူလည်းတိပါတယ်တိတယ်ဆိုတော့သူကဖုန်းနဲ့လှမ်းဆက်ပြီးမေးတယ်ဝင်လို့ရပြီလားရပြီလားဆိုတော့ရပြီဆိုတော့သူတို့ဝင်လာခဲ့တာပြောတယ် အဲ့ဒီမှာမင်းတို့မရှုပ်ဘူးမင်းတို့ပီတဲပဲဆိုတော့နေတော့ကလေးပေါ့သူပြောပါတယ်ပြောရကြပါအယုံဟိုကလည်းဘယ်လိုပဲပြောပေါ့ဟာဒီနေတော့ကြတော့သူကအများကြီးသိကြတယ်ဒါဆိုဒီကောက်ခွေရတာဆိုတော့အမေကျမကလည်းပေါ့ဒီဒီရွာမှာသူမိန်းဖို့ဝင်လာခဲ့တာအဝင်လို့ရတယ်ဆိုတော့သူဝင်လာခဲ့တာအာမဟုတ်ဘူးမင်းတို့ပီတဲပဲဆိုတော့ဒူးတော့ခိုင်းပြီးတော့နောက်ကျောဘက်ကလေပေါ့ကျွန်တော်တို့ဖွဲ့ရောသူတို့ဖွဲ့ရောတက်ကဖွဲ့ရောရှိမှာခင်ဗျအားလုံးအနဲ့အဲ့ကိုကလို့ပြစ်ခိုင်းပြက်ပြက်တပ်လိုက် ပြက်လိုက်ပြက်လိုက်သူတို့မတင်ငါလို့ပြက်လိုက်တယ်ဆိုပြီးတော့အထက်ကိုတကယ်ပို့လိုက်ပါတယ်ဒီခွေးရောက်ကအာသူကသူ့ဒီမှာဒီချင်တဲ့ဒီချင်သူပြက်လာတယ်အဲပြက်လာတာတခုတစီတယ်ဘာလို့ပို့လဲဘာအကျန်စီနေလဲမသိဘူးဆိုတော့သူကခမ90ကိုတကယ်ပို့ပါတယ်ပို့ရခြင်းမှာခမ90လောက်ဘာကြောင်းမြန်မှုမှကျွန်တော်တို့ကျွန်တော်မှမရရှိလိုက်ပါဘူးအဲဆိုသူနဲ့ပဲပြီးနေရဆိုတော့သူကခေါင်းပေါင်းသူကဥဆောင်ကလေးသူလောက်ကြဆိုတော့